အားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်ဒီနေ့ Lossware Incident လို့ခေါ်တဲ့ဂျူသားတို့ပကံပြားပြန်လို့နဲ့တက်ဆိုင်တဲ့ဂျူသားရင်ကျမှုအကြောင်းလေးပြောကြရအောင် 1949အမေရိကန်နယူးမက္ကဆီကိုကလော်ရက်စ်မြို့မှာ UFO တစီးပြကြမှုဖြစ်ပွားခဲ့တယ်။အစတုန်းကတော့အမေရိကန်စစ်တပ်ဘက်ကကျွန်တော်တို့ UFO တစီးတွေ့ရှိခဲ့တယ်လို့ကြေညာခဲ့ကြပြီးနောက်ထပ်24နာရီအတွင်းမှာဒါဟာ UFO မဟုတ်ပဲမိုးလေဝသတိုင်းဘူပေါင်းပြကြခဲ့တာပါလို့ပြောပြန်တယ်။နောက်ပြီးဒီပြကြပျက်စီးနေတဲ့ဘူပေါင်းအပိုင်းစားတွေနဲ့မီဒီယာပေါ်မှာတပ်ပုံတွေပြပြီး UFO ဆိုတာတကယ်တော့ကောလာဟလပါဆိုပြီးကြေညာခဲ့ပြန်တယ်။ UFO ပြကြတာနဲ့ဂျူဒါရုပ်အလောင်းတွေကိုလူတွေတော်တော်များများတွေ့ရှိခဲ့တာကြောင့်ဒီကိစ္စကလူကြားထဲမှာရေရွတ်တဲဖြစ်ခဲ့ကြပေမဲ့ပုံမြင်လို့လို့ဒဏ္ဍာရီလို့လို့နဲ့ ီလိုနဲ့ပဲပြီးဆုံးခဲ့ရတယ်။ဒီလိုနဲ့2008လောက်မှာ Lawrence Spencer ဆိုတဲ့စာရေးဆရာတယောက်က Alien Interview ဆိုတဲ့စာအုပ်တအုပ်ကိုထုတ်ဝေခဲ့တာကြောင့်1949က Lost Where မြို့မှာ ပြကြခဲ့တဲ့ UFO ကိစ္စကနှစ်60လောက်ကြာပြီးတဲ့နောက်မှာလူတွေကြားမှာရေပန်းစားလာပြန်တယ်ဒီစာအုပ်မှာအဓိကရေးသားထားတာက UFO ပေါ်ကဂျူသားနဲ့23နှစ်ပဲရှိသေးတဲ့ Mark Eloy ဆိုတဲ့စစ်သူနာဗီရုအကြောင်းပဲဖြစ်တယ်ဒါက Mark Eloy ရဲ့တည်တန်းစာတိုင်းထုတ်ဝေထားတဲ့မူပိုင်ခွင့်ရစာအုပ်တုပ်လည်းဖြစ်တယ် Laura Spencer ကိုယ်တိုင်ကလည်းနှစ်ပေါင်းများစွာစုံစမ်းခဲ့တဲ့ကိစ္စလည်းဖြစ်တယ်ဒီစာအုပ်မှာဆက်ဆက်အစီရင်ခံစာတွေနဲ့အတူနာမည်ကြီးပုဂ္ဂိုလ်တွေကိုလည်းထည့်သွင်းရေးသားထားတာကြောင့်ထောက်ခံမှုကောင်းတဲ့စာအုပ်တုပ်လည်းဖြစ်ခဲ့ရတယ် 1949ခုနှစ်လပိုင်း၄ရက်နေ့ Lost Wear မြို့မှာဂျူသား၃ယောက်ပါလာတဲ့ UFO တစ်စီး ပြက်ကျမှုဖြစ်ပွားခဲ့တယ်။ဒီပြက်ကျတဲ့နေရာကိုအယ်လူတို့ရောက်တဲ့အခါတည်နေတဲ့ဂျူဒားနှစ်ယောက်နဲ့အသက်ရှင်ကျန်နေတဲ့ဂျူဒားတယောက်တွေ့ရှိခဲ့ကြတယ်။ဒီအသက်ရှင်နေတဲ့ဂျူဒားကဖြက်ကနေအိုင်ယွန်နဲ့ဆက်သွယ်လာတယ်လို့ခံစားရတာကြောင့်အယ်လူကသူ့ရဲ့အထက်လူကြီးကိုဒီဂျူဒားကကျမတို့တကူပြောနေပုံရတယ်ဆိုပြီးသူ့အထက်လူကြီးကိုပြောပြခဲ့တယ်။ဒါနဲ့သူ့အထက်လူကြီးတွေကဒီဂျူဒားကိုပြုစုဆောင်ရှောက်ဖို့နဲ့စောင့်ကြည့်ဖို့အမိန့်တွေပေးခဲ့တဲ့အပြင် သူတို့မေးချင်တဲ့မေးခွန်းတွေကိုမေးပေးဖို့ဆိုတဲ့တာဝန်လည်းပေးခဲ့တယ်။ဒီဂျူဒားကို လော့စ်ဝဲမျိုးကအမေရိကန်လေတပ်အခြေစိုက်စခန်းနဲ့ပြောင်းရွှေ့ခဲ့ကြပြီး LOE ကိုလည်းစစ်တူနာမျိုးအစင်းအနေတက်ကြည်အစင်းထိရာထူးတိုးမြင့်ပေးခဲ့တယ် ီဂျူဒါကျွန်တော်တို့ပထမဆုံးတွေ့မှုတဲ့ဂျူဒါဖြစ်ပြီး Alien Life Form Number 1ဒါမှမဟုတ် EB1 လို့ခေါ်ကြပြီးသူကသူတို့အခုစီးလာတဲ့ UFO ရဲ့လေယာဉ်မှုတူဦးလည်းဖြစ်တယ်။ဒီဂျူဒါမှာအသီးလားအမလားဆိုတာခွဲခြားလို့ရနိုင်တဲ့မျိုးပွားအင်္ဂါတွေမှာပါတဲ့အပြင်မိခိုးရောင်အသားရည်ရှိပြီးအရေပြားကချောမွေ့နေတယ်။ဒီလက္ခဏာတွေကကျွန်တော်တို့သတ်မှတ်ထားတဲ့ Definition of Organism တက်ရှိတစ်ခုရဲ့ဖြစ်တည်မှုဆိုတဲ့ဒိဗယ်တွေနဲ့ကပ်ညီမှုမရှိတာကြောင့်ဒါဟာတက်ရှိတတော်လားဆက်ရုပ်လားဆိုတာခွဲခြားလို့မရနိုင်ဘူးတဲ့။ ပထမဆုံး interview ကို Roswell မျိုးက American Leaders Gang ရဲ့အရာရှိတွေနိုင်ငံတကာဆရာဝန်တွေနဲ့ Nobel အဆောင်ကပညာရှင်တွေရှိမှဒီဂျိုဒါကို view ခဲ့ရတာပဲဖြစ်တယ်။ပြီးမှလည်းလက်နှိပ်ဆက် series တွေက LU နဲ့ဒီ EB1 ရဲ့အမေးဖြေတွေကိုမှတ်တမ်းတင်လက်မှတ်နေကြတာပဲဖြစ်တယ်။ LU ကဒီဂျိုဒါကိုမိခွန်းနဲ့ဘယ်လိုမေးရမှန်းမသိတာနဲ့စိတ်ကူးနဲ့စဉ်းစားကြည့်လိုက်တဲ့အခါအာယုံရဘူးတဲ့လူတွေဆိုသိကြတဲ့အတိုင်းဂျိုဒါဘက်ကရုပ်ပုံတွေတင်ကြရတဲ့နဲ့ဖြတ်ကနဲအဖြေပြန်ပေးတယ်တဲ့။ဒီဖြတ်ကနဲအာယုံတွေကသူ့စိတ်ကူးနဲ့သူပုံမှွယ်ရတာကြောင့်လုံးဝတေချာမှန်ငယ်ပါတယ်လို့တော့ LU ကမပြောရဘူးတဲ့။ ီလိုနဲ့အရီကဒီဂျိုဒါကိုခမားမှာတန်ရာတစ်ခုခုရထားသေးလားဆိုတော့ဒီဂျိုဒါမရထားဘူးတဲ့ဒါနဲ့အစားအသောက်တွေလိုအပ်လားဆိုတော့မလိုအပ်ဘူးတဲ့ပတ်ဝန်းကျင်တို့အခန်းတွင်းအပူချံတို့အဆင်ပြေလားဆိုတော့အဆင်ပြေတယ်ဒါတွေမလိုအပ်ဘူးတဲ့ခမားမှာအန်ဒီယကြီးတဲ့ယောဂသမီးမျိုးဒါမှမဟုတ်ဗဒီဒီယာသမီးမျိုးတည်ဆောင်လာလားဆိုတော့အာဂါဒထဲမှာယောဂဖြစ်နိုင်တဲ့ဗဒီဒီယာတွေမရှိဘူးတဲ့ဘာလို့ဒီကဘာကျိုးကိုလာရတာလဲဆိုတော့နျူကလ িয়ার ကြောင့်ဖြစ်ပေါ်လာတဲ့ရေဒီယို တက်တိကြွလိုင်းတွေကိုစုံစမ်းမှုရောက်လာတာတဲ့ခမားတို့ရဲ့လူတွေအရင်တော့ကဒီကဘာပေါ်ရောက်ဘူးလားဆိုတော့အချိန်တစ်ခုတက်မှတ်ပြီးထက်ခါတလဲလဲလာကြတယ်လို့အမြဲတမ်း န်လဲစောင့်ကြည့်နေကြတယ်တဲ့ဒီစက်ကြဝဠာတွေမှာခမားတို့အပြင်အခြားအသိဉာဏ်ရှိတဲ့အစိမ့်မြင့်တတဝါတွေရောရှိသေးလားဆိုတော့နေရာတိုင်းမှာကျွန်တော်တို့ယဉ်ကျေးမှုကအမြင့်ဆုံးတဲ့ဒါဆိုခမားတို့ကဘယ်ဂျိုရလဲဆိုတော့ LU ကို Classy အစုဝေးတစ်ခုရဲ့ပုံကိုပြတယ်တဲ့ LU ကဒီနေရာကဘယ်နေရာမှမသိပေမဲ့သူ့ရဲ့အိုင်အွန်ထဲမှာ The Domain ဆိုတဲ့စကားလုံးအလိုလိုထွက်ပေါ်လာတာကြောင့်ဒါ The Domain Civilization ဂျူသားတွေရဲ့ယဉ်ကျေးမှုဖြစ်နိုင်တယ်လို့သူကပြောတယ်။ဒါနဲ့ပထမအကြိမ် interview ပြီးတော့ဒီ interview ရဲ့မှတ်တမ်းတွေကိုသိပ္ပံပညာရှင်တွေနဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကိုပြကြည့်တဲ့အခါဒီအဖြေတွေကမရေရာသလိုခံစားရ တာကြောင့်ဒီဂျူသားဆိုလိုချင်တဲ့အသေးပဲတွေကို LV ကတကယ်ပဲနားလည်လားဆိုပြီးတန်တရားဝင်ကြတယ် ဒုတိယကြိမ် interview မှာ LV ကဒီဂျိုဒါနဲ့ဘလို့မှ connection မရတော့တာကြောင့်ဒီ interview ခန်းထဲမှာစောင့်ကြည့်ဖို့ရောက်နေကြတဲ့လူတော်တော်များအပြင်ထွက်တော်ကြပြီးဒီမိန်းမကဂျိုဒါနဲ့အာယုံချင်းဖလှယ်ပြီးစကားပြောလို့ရတယ်ဆိုတာတသက်လိန်ညာနေတာဆိုပြီးပြောဆိုနေကြတယ်ဒီလိုနဲ့ American စစ်တပ်ဘက်ကဒီဂျိုဒါကတခြားလူတွေနဲ့ရောဆက်သွယ်ရနိုင်လားဆိုပြီးကမ်ဘီယားဆရာတွေနဲ့တခြားပညာရှင်တွေကိုအကူအညီတောင်းခဲ့ကြတယ်အဲ့ဒီထဲမှာ Krishna Medhi လို့ခေါ်တဲ့အိန္ဒိယနာမည်ကြီးပုဂ္ဂိုလ်တွေလည်းပါတယ်လို့တခြားအကြမ်းမြင့်ဆရာတွေလည်းပါသေးတယ်သူတို့အကုန်လုံးကဒီဂျိုဒါနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ကြပေမဲ့ဘယ်သူမှဆက် က်သွယ်လို့မရနိုင်ခဲ့ဘူးတဲ့ဒီလိုနဲ့နောက်ဆုံး LUU ကိုပဲထပ်ကြိုးစားကြည့်ဖို့တောင်းဆိုကြပြန်တယ်တတိယတစ်ကြိမ်အင်တာဗျူးကိုတဖက်မြန်မာတွေတက်ဆင်ထားတဲ့အခန်းထဲမှာ မြင်မြန်ခဲ့ကြတာဖြစ်ပြီးဒီဂျိုဓာအတွက်လည်းတက်တောင်းတတာရှိတဲ့ဆိုဖာတီတီလေးတခုလည်းစီစဉ်ပေးထားကြတယ်ဒီလိုနဲ့ကဘာပေါ်မှာအခုအသုံးပြုနေတဲ့ဘာသာစကားတခုကိုရေးနိုင်ဖတ်နိုင်လားဆိုတော့မရေးနိုင်မဖတ်နိုင်ဘူးတဲ့ဒါဆိုကျွန်တော်တို့အခုအသုံးပြုနေတဲ့ပုံတွေတင်ငေဓာတွေရောနားလေတဘောပေါက်လားဆိုတော့မတိချဘူးတဲ့ခဏန်းတင်ချာတွေရောနားလေလားဆိုတော့ဒါတွေတော့နားလေတယ်တဲ့ကျွန်တော်တို့လူသားတွေနားလေနိုင်တဲ့ဓာတ်ရိုက်ဆက်သွယ်ရေးနီလန်တခုခုရှိလားဆိုတော့မရှိဘူးတဲ့ဒါဆို Glassy တဲ့ကခမရတို့နေတဲ့မူရင်းဂျိုရဲ့တည်နေရာကိုပြလို့ရမလားဆိုတော့မရဘူးတဲ့ခမရအပေါ်မှာကျွန်တော်တို့ကရန်လိုစိတ်မရှိဘူးဆို ိုတာခင်ဗျားနားလည်အောင်ဘယ်လိုပြရမလဲဆိုတော့ရည်ရွယ်ချက်ရှိနေတာတည်တာနေပါတယ်တဲ့ကျွန်တော်တို့မိတဲ့မိခွန်းတွေကစိတ်လုံခြုံမှုရှိပြီးလွတ်လွတ်လပ်လပ်ဖြေဆိုနိုင်ဖို့အတွက်ကျွန်တော်တို့ဘက်ကဘာအာမခံချက်များပေးရမလဲဆိုတော့ "तू နဲ့ပဲပြောမယ်၊ तू ပဲကြားနိုင်တယ်၊ तू မေးတာပဲဖြေမယ်"ဆိုပြီး "तू တယောက်တည်းကိုပဲဘိုင်တိုင်းတက်ပြီးပြောတယ်"လို့အယ်လီကပြောပြတယ်။ဒါဆိုဒီဂျိုဒါကဘာလို့ဒီအမျိုးသမီးတယောက်တည်းနဲ့ပဲပြောရှင်နေရတာလဲ။သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။အယ်လီကိုတန်ကလည်းဒီကိစ္စကိုအစကလေးက "तू ကိုတန်တော့နားမလဲတာကြောင့်သူ့မှလည်းဘာလို့လို့ဘာကံရမှန်းမသိဘူးဖြစ်နေတယ်"။ဒါနဲ့အကုန်လုံးဒီလိုဖြစ်နေကြတဲ့အချိန်မှာဘာရ ရာဗီရပညာရှင်တယောက်က LV ကိုဒီဂျူရာပြနေတဲ့အယုံတွေကမှန်ကန်လားမမှန်ကန်ဘူးလားဆိုတာအဓိကမကြဘူးတဲ့အဓိကကြတာနင်တို့နှစ်ယောက်လုံးမှာသူညီတဲ့ဘာသာစကားတစ်ခုဒါမှမဟုတ်သူညီတဲ့တင်ကြတာတစ်ခုရှိနေမှာအဆင်ပြေလိမ့်မယ်ဆိုပြီးအကြံဉာဏ်ပေးခဲ့တယ်ဒါနဲ့ LV ကဒီဂျူရာကိုကျမတို့ရဲ့ဘာသာစကားတစ်ခုကိုလှေ့လာပြီးစကားတန်နဲ့ပြောနိုင်မလားဆိုပြီးတောင်းဆိုကြည့်တဲ့အခါဒီဂျူရာရတယ်စမ်းကြည့်လို့ရတယ်ဆိုပြီးပြောလာခဲ့တယ်ဒါနဲ့ဒီဂျူရာကနေမအိညာမအိပဲနှစ်ပတ်လောက်လှေ့လာပြီးအင်္ဂလိပ်လိုပြောနိုင်ပြီဆိုပြီးပြောခဲ့တာကြောင့်ခုနှစ်လပိုင်း24ရက်နေ့မှာစတုဒ္ဒအကြိမ်အင်တာဗျူးစ တင်ခဲ့တယ်။သုရချင်အင်တာဗျူးမှာဒီဂျူဒါဘာမင်းကုန်းတွေပဲသူ့ကိုမိမိမဖြေတော့ပဲအဲလိုကြီးတယောက်တည်းကိုသူပြောချင်တာတွေပဲထိုင်ပြောနေတော့တယ်တဲ့။အခုပြောမယ့်ဟာတွေကတော့ဒီဂျူဒါတယောက်တည်းပြောနေတဲ့အကြောင်းတွေပဲဖြစ်ပြီးဒီအကြောင်းတွေမပြောခင်မှာကျွန်တော်တို့ The Domain ဆိုတဲ့အကြောင်းလေးကိုအရင်ဆုံးပြောကြရအောင်။ တဒူမင်းဆိုတာစက်ကြဝရာကြီးရဲ့ Galaxy အုပ်စုတစ်ခုထဲကယဉ်ကျေးမှုတစ်ခုရဲ့နာမည်ပဲဖြစ်တယ်။သူတို့ကဒီဒူမင်းစေဘလာဇင်းချင်းကနေဆင်းသက်လာကြပြီးစက်ကြဝရာကြီးရဲ့လေးပုံတစ်ပုံလောက်အုပ်စုထားကြတယ်တဲ့။ဒီတကားကဘာဂျူဘောကိုလာရောက်ရတဲ့အကြောင်းရင်းက Losswell မြို့ရဲ့လေထုထဲမှာ Nuclear တွေ Radio တတိကြွ line တွေတွေ့ရှိခဲ့တာကြောင့်စုံစမ်းဖို့ရောက်လာကြတာဖြစ်ပြီးကဘာလေထုထဲမှာဒီလိုအကြောင်းတွေကိုစုံစမ်းနေတဲ့အချိန်သူတို့စီးလာတဲ့ UFO ကိုငိုကြိုးထိမှန်ခဲ့တာကြောင့်ပြက်ကျခဲ့ရတာဖြစ်တယ်လို့သူကပြောတယ် ကဘာဂျိုကိုအရင်ကအုပ်ချုပ်ခဲ့တာက Imperial Civilization ရလူတွေဖြစ်ပြီးအဲ့ဒီအချိန်တော့ကဘာဂျိုကြီးက Imperial Civilization ရဲ့ထောင်ဂျိုကြီးတစ်ခုဖြစ်နေခဲ့တယ်တဲ့ဒီ Imperial ဆိုတဲ့ဂျိုကသူတို့ဂျိုဘောကအပြစ်ရှိတဲ့လူတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း၄သိန်းလောက်ကကဘာဂျိုဘောနေနေနံပေးခဲ့ပြီးကဘာဂျိုကြီးဘောမှာချုပ်နှောင်ခဲ့ကြတာဖြစ်တယ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်ကမှဒီ Imperial Civilization နဲ့သူတို့ရဲ့ Domain Civilization ကတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တာကနေကဘာဂျိုကြီးက Imperial Civilization ရဲ့ထောင်ဂျိုကြီးတစ်ခုဖြစ်နေခဲ့တာကိုတွေ့ရှိခဲ့ကြတာပဲဖြစ်တယ်တဲ့ ဒီ Imperial ဂျူဘွားလူတွေကကျွန်တော်တို့ကဘာဂျူဘွားလူတွေကိုဒီလောကနိုင်တွေနဲ့ဒီဒုက္ခတွေကြားမှာသာဝရတန်နေရာလည်နေစေဖို့အတွက်စိုးခက်ချင်းနဲ့လို့ခေါ်တဲ့တည်ရွားတဲ့လူတွေရဲ့စေဝဉ္ကြီးတွေကိုကဘာအပြင်ဘက်မရောက်ခင်မှာဖမ်းယူပြီးမှတ်ဉာဏ်တွေဖျောက်ပြစ်တဲ့ထောင်ချောက်ကြီးတစ်ခုဆင်လာတာဖြစ်တယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဂျူဘွားမှာဒီလိုမပြည့်စုံတဲ့ရုပ်ခန္ဓာနဲ့အသက်ရှင်နေထိုင်ကြရတာဖြစ်ပြီးမွေးလာပြီးဆိုကြလဲအူချင်းနာချင်းတည်ရင်းတွေနဲ့အဖန်တလဲလဲခံစားနေရတာဖြစ်တယ်လို့သူကပြောတယ် ဲ့ဒါကြောင့်သူတို့ရဲ့ဒိုမိန်ဂျူတာတွေကဒီဆိုခက်ချင်းနဲ့ကြီးကိုဖြိုခွဲဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း8000လောက်ကအယောက်3000ပါတဲ့အနုနကီဆိုတဲ့အဖွဲတစ်ဖွဲကိုကျွန်တော်တို့ကဘာပေါ်ကခိမွင်နာတောင်စီဆေးလုခဲ့ကြသေးတယ်တဲ့ဒီနှစ်ကြီးကိုမဖယ်ရှားနိုင်ပေမဲ့အချိန်တိုင်းတာတစ်ခုရောက်ရင်ဒီနှစ်ကြီးမှာစွမ်းအင်တွေရောကြတက်လာကြအောင်အရင်ဘဝအမှတ်ဉာဏ်တွေပြန်မှတ်မိနိုင်တဲ့အချိန်ကာလတစ်ခုခေတ်တစ်ခုရှိတတ်တယ်လို့လည်းသူကပြောတယ် ပိရမစ်တို့လိုအဆောက်အုံတွေပလေတိုလိုလိုသဒ္ဒနပညာရှင်တွေနျူတန်လိုလိုယူဘဗေဒပညာရှင်တွေနဲ့ Industrial Revolution တွေကဒီနှပ်ကြီးအာရုံနေတဲ့အချိန်မှာထွက်ပေါ်ဖြစ်ပွားလာတာဖြစ်တယ်တဲ့သူရဲ့ပြောဆိုချက်အရလွန်ခဲ့တဲ့နှစ်ပေါင်း8000လောက်ကအနုနဂီတွေလာခဲ့ကြတော့ကကဘာပေါ်ကိုသူလည်းရောက်ဘူးတာကြောင့်အဲ့ဒီတော့ကကဘာပေါ်မှာအသုံးပြုခဲ့တဲ့တက္ကရဘာသာစကားကိုတက်မြောက်ခဲ့ပြီးစကြဝဠာတွေကဘာသာစကားပေါင်း348မျိုးကိုလည်းသူတက်မြောက်သေးတယ်တဲ့ ဒီဂျိုရာအခုလိုသူပြောချင်တာလိုပဲစက်တိုက်ပြောနေတာနဲ့ခဏလောက်ရက်အောင်ဆိုပြီး1949လပိုင်း34ရက်နေ့မှာလျှက်စက်နဲ့နည်းနည်းလောက်ရှော့တက်လိုက်တဲ့အခါဒီဂျိုရာချစ်ချင်းတည်သွားတယ်တဲ့အခုလိုသူပြောတာတွေထဲမှာထူဆန်းနေတာတခုက SB လို့ခေါ်တဲ့အတုံးတော့တုံးရတာပဲဖြစ်တယ် SB ကိုခုခေတ်ဖြစ်တည်မှုလို့ဗာရာပြန်လာကြပြီ နန်လို့ပဲပါတာပြန်လိုက်မယ်။ SPO နန်လို့တက်မှတ်မယ်ဆိုရင်ခန္ဓာကိုယုတ်လို့တက်မှတ်မယ်ပေါ့ဗျာ။ဒီဂျူဒါရဲ့ပြောဆိုချက်အရလူတည်တော်တာဟာခန္ဓာပဲတည်တော်တာဖြစ်ပြီးနန်ဆိုတဲ့အမျိုးကတည်ဆုံးခြင်းမရှိပဲသာဝရရှင်နေနိုင်ကြတယ်တဲ့။နောက်ပြီးနန်ဆိုတဲ့အမျိုးကကျွန်တော်တို့နေထိုင်နေတဲ့စကြဝဠာကြီးနဲ့ရောရှက်မှုမရှိနေပဲသူဘာတတူတတိပုဂ္ဂလတည်ရှိနေတဲ့အမျိုးတဲ့။နန်တွေကတက်ရှိခန္ဓာကိုပေါ်မှာတာမကပဲတက်မဲ့ကြောက်တုံးတည်ဆုံးတွေပေါ်မှာလည်းကိန်းအောင်နေနိုင်ကြတယ်တဲ့။ဒီလိုကိန်းအောင်နေတဲ့တက်ရှိခန္ဓာတို့တက်မဲ့ခန္ဓာတို့အပေါ်ကနေလဲဝင်ရှင်တိုင်းဝင်ထွက်ရှင်တိုင်းထွက်နိုင်ကြတယ်တဲ့။ဒီလိုဆို ွမ်းရည်တွေရရှိလာဖို့ဆိုရင်ကျွန်တော်တို့မှတ်ဉာဏ်တွေကပြည့်စုံလာဖို့လိုတယ်လို့လည်းသူကရှင်းပြတယ်။နံတစ်ခုရဲ့မှတ်ဉာဏ်ပြည့်စုံလာဖို့ဆိုတာ ကိန်းအောင်နေတဲ့ခန္ဓာရဲ့ဘဝနဲ့ဒီဘဝမှာကြုံရတဲ့လောကဒဏ်တွေကိုတည့်ရပြီးတည့်ရရှင်သန်ဖြတ်သန်တည်ယူရမှာပဲဖြစ်တယ်ဒီလိုနည်းနဲ့ဘဝတစ်ခုပြီးတစ်ခုပြီးဆုံးသွားတဲ့အခါကျွန်တော်တို့မှတ်ဉာဏ်တွေကပြည့်စုံလာပြီးနာရဲ့ဆွမ်းရလည်းကြီးမားလာမှာပဲဖြစ်တယ်နောက်ပြီးသူ့ရဲ့ပြောဆိုချက်ရသူကိုယ်တိုင်ကလည်းနန္ဒရဝါဖြစ်တယ်လို့ကျွန်တော်တို့တွေကလည်းနန္ဒရဝါတွေပဲဖြစ်တယ်တဲ့ဒါဆိုဒိုမိန်လူတွေနဲ့ Imperial လူတွေကဒီလိုနည်းနဲ့များကျွန်တော်တို့ခေါ်တဲ့ဂျူသားတွေကိုအဝေးထိုင်းတဲ့နည်းနဲ့လှန်ထိုင်းနိုင်တာလား ဒီ alien interview ဆောက်ရဲ့ဇလံကခုလိုတိတ်ပန့်စိတ်ကူးရင်စံနေပြီးစကြောင်းတွေကလည်းအရန်ရှည်လွန်းတာကြောင့်ဒီနေ့တော့ဒီစာအုပ်ထဲရအကြောင်းတွေကိုဒီလောက်ပဲအတူချုံပြီးပြောရင်ကျွန်တော်တို့ဇလံလေးကိုလည်းဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ။နောက်ဗီဒီယိုရောက်မှတခြားဂျူရာတွေနဲ့ထပ်တွေ့ကြတော့ပေါ့။ကြည့်ဦးပေးတဲ့ကြောက်စီတိုင်းကိုလည်းကြည့်ဦးတင်ပါရစေ။